ကြောင့်ဆိုလားအိမ်တိုင်းအိမ်တိုင်းမှာမရှိမဖြစ်နဲ့အတုံးများဆုံးခံမဲ့ဖြစ်ပါတယ်။ဒီပို့ကြောင့်မှာစားစားတွေချက်ပြုတ်ကြပြီးကျမတို့ရဲ့ချစ်ကင်းသူများနဲ့အတူတကွစားတော့ကြရင်ပျော်ရွှင်စွာနေထိုင်ကြတဲ့နေရာလေးဖြစ်ပါတယ်။ဘူကြောင့်ဒီကလေးပြောရရင်ငှက်ပခန်းနှာနေပြမလိုပါဘူးချစ်ပြူရမအတုံးပြတဲ့ ုံဆောင်တွေကတန်တန်ရှင်းရှင်းနဲ့တည့်ရစွာရှိနေပြီးစားပြားများဖြင့်ဖန်တီးနှင့်ပါဝင်ပစ္စည်းတွေဟာတန်ရှင်းလက်ဆက်နေဖို့အင်မတန်လေးကြီးကြီးပါတယ်။ဒီသားစုဝင်တွေရဲ့ကျန်းမာရေးကိုအထောက်အကူပြုတာမိဘကြောင့်ဖြစ်ပြီးအထောက်အကူမပြုတာလည်းဒီမိဘကြောင့်ပါပဲရှင်။ပစံတွေအများဆုံးထွက်တယ်လို့ ဆက်ဆံတွေစုမိတာလဲဒီမိဖို့ကြောင့်ပဲဖြစ်ပါတယ်ဒီမနက်ငယ်မှာတော့မိဖူကြောင့်ကိုအင်းဒီရဲ့နောက်ထပ်မှာဒါမှမဟုတ်အင်္ဂူလာလေတဲ့ဧည့်သည်တွေအလွဲတကူမြင်နိုင်တဲ့နေရာမှာထားလိရှိကြပါတယ်။အမေရိကန်ကအင်းတွေတော်တော်များများမှာတော့မိဖူကြောင့်ဟာအင်ဂျန်ဖက်ကိုမျက်နှာမူထားတာများပါတယ်။ ါတို့အဲ့လိုစောက်ထားတာလေဆိုတာကိုအရန်ကြည့်ဝင်ကြတယ်ပါတည့်ရမှာအေးစောက်တဲ့ TV ရှိုးတစ်ခုကိုကြည့်မိမှာပဲဘာလို့မိဘကြောင့်ကဧကန်းဖြစ်ကိုမျက်နှာမူပြီးဘိုးရလေးဆိုတဲ့အကြောင်းကိုသိခဲ့ရပါတယ်ဒီကနေ့ကအေဒီရဲ့အဓိကလူဖြစ်ပါတယ်လူမမြင်တဲ့နေရာမှာ နေရမဲ့သူတွေမဟုတ်ပါဘူးမိဘကန်းဟာအေဒီရဲ့နှလုံးသားဖြစ်တယ်လို့ တင်းတော့မှာအလုတ်အများဆုံးနဲ့အရေးပါဆုံးဟာလဲပြီးရင်နေပါပဲပြီးရင်နေကိုဘယ်တော့မှအကြောင်းမထိုးတာတင်ပါဘူးအဲ့ဒီ TV ကျိုးမှာဘလို့တော့ပြောထားလဲဆိုရင်အင်းဆိုတာပြီးရင်ကိုဘူးဆိုတာဖြစ်တယ်ဖြစ်နေရင်မီးပူဇန်းကအေးရဲ့အလေတဲတဲမှာ ရှိတင်ပြီးစပတဲ့မီးပူဇန်းတစ်ခုကအေးရဲ့အလှပကိုတိုးစီရုံသာမကမိသားစုဝင်တွေရဲ့ ရုပ်ရှင်ရနေရာလို့လေဆိုပါတယ်မိခင်နေဟံကွန်ပျူတာထိုက်တန်းစုပူးစားနေလေဖြစ်ပါတယ်ဒါကြောင့်မိသားစုတိုင်းမှာအ धिक နောက်တိုင်းဖြစ်တဲ့အမေဆိုတဲ့မိခင်များအလုံးကျန်းမာပျော်ရွှင်ပြီးလှပအတင်တွေကနှလုံးစေဝန်းချမ်းမြေ့ကြပါစီရှင်